ရသော်ဘုရားကတခါတော့ကမိန်ကြားတယ်ငါဟာဂျာပန်နဲ့လာသရန်တူတယ်ဂျာပန်ဆိုတာဟာရေထဲမှာပေါက်တယ်ရေထဲမှာကြီးတယ်ရေထဲမှာကြီးပြီးတော့ရေမျက်နှာပေါ်ပြင်ပေါ်တက်ပြီးတော့ပွင့်တယ်ဂျာပန်ဘုသောရေနဲ့ထိတွေ့ခြင်းမရှိဘူးရေဟာဂျာပန်ကိုညစ်ပေအောင်မလုပ်နိုင်ဘူး จาบ้านหมอยีจ่ไล่เลยရှင်จาเว็บปอจ่จ่จาเผ็ดปอจ่จ่ชีหาเล่งเส้นตัวทุกดูเวงาหาโลกเเละมามวยเดโลกเเละมาฉีเพียงเดใบแม้โลกตาฤเนี่ยปัดเสร็จพี่ที่ฉิกิญญ์ဆိုเเละตันยอศีมุ่งดีจินဆိုเเละตันยอศีโลกตาฤอีกพอมาဖြစ်ပေါ်လာတဲ့တာယောစဉ်တွေတခုမှမရှိပဲနဲ့လောကသားတွေရဲ့လောကသားတွေနဲ့လွတ်လွတ်လပ်လပ် ငါဘုရားဟာနေထိုင်ခဲ့တယ်နေထိုင်နေရရှိတယ်ဆိုတာကိုသူတို့တောက်တံမှာမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်။အဲတော့လောကထဲမှာကြီးပြီးတော့လောကနဲ့လွတ်လွတ်ကင်းကင်းနေနိုင်လွတ်လွတ်ကင်းကင်းနေတယ်ဆိုတာဘယ်လိုဟာကိုပြောတာလဲ။လောကလူသားတွေနဲ့မဆက်ဆံတာကိုလွတ်လွတ်ကင်းကင်းနေတာဒီလိုပြောလို့တာမဟုတ်ဘူး။လောကလူသားတွေနဲ့ချစ်ခင်ပြတ်တာမှုဆိုတာလည်းမရှိဘူး။လောကလူသားတွေပေါ်မှာမုန်းတီးမှုဆိုတာလည်းမရှိဘူး။ ယောဂသားတွေရဲ့အကျိုးကိုပြုတယ်။ဆိုပါစို့ခြေထဲမှာပွင့်တဲ့ဂျာပန်းကြီးဟာခြေနဲ့မလူးတော့လည်းပဲရေမျက်နှာပြင်ကိုလှအောင်လှုပ်ထားတာဟိုဂျာပန်းကြောင့်ပဲပေါ့။တကယ်ကြီးသာဂျာပန်းမပွင့်ဘူးဆိုရင်ရေမျက်နှာပြင်ကလှဆရာအကြောင်းမရှိဘူး။ယောဂဆရာဟာလည်းလောကကြီးကိုအလှဆင်တဲ့အခါမှာလောကပေါ်မှာတန်ရစင်တဲ့အလှဆင်တာမဟုတ်ဘူး။လွတ်လပ်ပြီးတော့မြင့်မြတ်တဲ့အပင်တရံနဲ့ အလှဆင်ခဲ့ပြီးလောကရဲ့အကျိုးပြုခဲ့။ကြာပန်းကြီးဟာမိမိပေါက်ဖွားရာရေကန်ရေမျက်နှာပြီးမှပေါ်ပေါ်တင့်တင့်တယ်တယ်နေပြီးတော့ခြေကံရဲ့အလှကိုတစားဆင်ပေးတယ်လို့ပဲမြတ်စွာဘုရားဟာလောကရဲ့အလှကိုတစားဆင်ပေးတဲ့ပုဂ္ဂိုလ်။ကြာကန်းကရေကိုအကျိုးပြုတယ်လို့ပဲမြတ်စွာဘုရားကလည်းလောကသားတွေကိုအကျိုးပြုတယ်လို့ဒီလိုနှိုင်းရှင်ပြီးတော့လေ့လာလို့ရတာပေါ့နော်။